Hello အားလုံးပဲမင်္ဂလာပါ Let's discuss with Luke YouTube channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဟာအင်္ဂလန်နိုင်ငံရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အင်္ဂလန်နိုင်ငံဟာ United Kingdom လို့ခေါ်တဲ့ UK နိုင်ငံထဲမှာပါဝင်တဲ့နိုင်ငံလေးခုတွေကတခုဖြစ်ပါတယ်ကျန်တဲ့နိုင်ငံ၃နိုင်ငံကတော့ Wales Scotland နဲ့မြောက် Ireland တို့ပဲဖြစ်ကြပါတယ်။ England ဟာ United Kingdom တွေကတခြားပဲနိုင်ငံထက်မစိုးနည်းမြေအခြေအဝန်ပုံမှုကြီးမားပြီးလူဦးရေလည်းပုံမှုထူထပ်ပါတယ်။အဲလိုကြောင့်ပဲရာစုနှစ်များစွာ England ဟာအတိုးတက်ဆုံးသောနိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ England နိုင်ငံရဲ့ယဉ်ကျေး ကြီးမှုစီးပွားရေးစစ်ရေးစတာတွေကလည်းတခြားနိုင်ငံ၃နိုင်ငံအပေါ်လည်းအတော်လေးကိုလွှမ်းမိုးမှုရှိခဲ့ပါတယ်အဲ့လိုမျိုးလွှမ်းမိုးမှုရှိတယ်လို့ဆိုတော့လဲအင်္ဂလန်နိုင်ငံရဲ့တမန်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်သူတို့နိုင်ငံဟာလည်းအခြားလူမျိုးများရဲ့ဘာသာစကားတွေယဉ်ကျေးမှုတွေကနေသူတို့ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်အောင်ပြန်လည်မုန်းမပြင်ဆင်လာခဲ့ကြတာပဲဖြစ်ပါတယ်အဲ့လိုမျိုးသူများယဉ်ကျေးမှုဘာသာစကားတော်တော်များများကိုပြန်လည်ပြင်ဆင်ပြီးတိုးတက်တဲ့လူမှုအဖွဲ့အစည်းကိုတည်ဆောက်နိုင်ခဲ့တဲ့အင်္ဂလန်တိုင်းပြည်ဟာရာစုနှစ်များစွာနန်းတွင်းအရှုပ်တော်ကုန်တွေစစ်ပွဲတွေကိုလိုနီနေမီခြေနှင်ခြင်း င်စသဖြင့်စသဖြင့်အင်္ဂလန်တမိုင်းမှာလည်းမကပဲကမ္ဘာတမိုင်းကိုပါလှုပ်ခတ်စေတဲ့အထိသူတို့ဟာလွှမ်းမိုးမှုရှိခဲ့ပါတယ်ဒီနေ့မှာတော့အင်္ဂလန်နိုင်ငံဘယ်လိုဖြစ်လာလဲဘာတွေကအင်္ဂလန်ကိုတူတက်စေခဲ့လဲဘယ်ဘီရင်တွေဘီရင်မတွေကတမိုင်းကိုပြောင်းလဲစေခဲ့တယ်လဲစတာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်โอเค အဲ့ဒါဆိုရင်ကြောက်ကစ်ကိုပြန်သွားကြည့်ကြည့်အောင်ခင်ဗျာအဲ့ဒီအချိန်မှာတော့တီးကြတဲ့အတိုင်းပဲကဘာပေါ်ကကုန်းကြီးတွေကအခုကုန်းကြီးတွေလိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့တော်တော်လေးကိုခွဲပြားခြားနားနေပါတယ်အဲ့ဒီအကြောင်းအရင်းကျွန်တော်လေ့လာပြီးတည်တည်ချာချာလေးကိုတင်ပြပေးသွားပါအောင်မယ်အင်္ဂလန်နိုင်ငံရဲ့လို့ဖြစ်လာမဲ့ကုန်းကြီးကြီးတစ်ခုဟာလေအဲ့ဒီအချိန်တုန်းကပုံစံတစ်မျိုးနဲ့တည်ရှိနေပါတယ်အတိအကျပြောရမယ်ဆိုရင်အခုလက်ရှိလိုမျိုးအင်္ဂလန်နိုင်ငံဟာကျွန်းတကျွန်းရဲ့လိုမဖြစ်သေးပါဘူးပြောရရင်ဥရောပနဲ့အင်္ဂလန်ကြားမှာအရင်တုန်းကကုန်းကြီးကြီးတစ်ခုရှိခဲ့ပါတယ်ပုံမှန်လည်းကြည့်လို့ရပါတယ်အဲ့ဒီဟာကတော့ Ice Age လို့ခေါ်တဲ့ ရေခဲခစ်ကြီးမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ရေခဲခစ်ကြီးကုံဆုံးလာမှုနဲ့အတူပင်လယ်ရေမျက်နှာပြင်တွေဟာမြင့်တက်လာတာကြောင့်အင်္ဂလန်နိုင်ငံဖြစ်လာမဲ့ကျွန်းကြီးပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။အင်္ဂလန်ကျွန်းဆွယ်ပေါ်မှာပထမဦးဆုံးလူသားတွေနေထိုင်မှုစခဲ့တာကတော့၄000 BC ခန့်ကဖြစ်ပြီးလူသားတွေဟာရေချီယံမျက်နှာရာကိုအစုအဖွဲ့နဲ့ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။အဲဒီလူသားတွေဟာအင်္ဂလန်နိုင်ငံမှာပထမဦးဆုံးသောခြေချခဲ့တဲ့လူသားတွေပဲဖြစ်ပါတယ်။သူတို့ဟာလေယာဆိုင်ပြိုးရင်းနဲ့မွေးမြူရေးကိုအဓိကလှုပ်ဆောင်ကြပြီးအခုထိဘာကြောင့်တိဆောက်ထားမှန်းမသိရဲ့တမန် န်းဝင်နေရဖြစ်တဲ့ Stonehenge ဟာအကိကလူတွေတိဆောက်ခဲ့တာလို့လည်းဆိုပါတယ်။သမိုင်းပညာရှင်တွေကတော့အစုအဝေးဒါမှမဟုတ်အခမ်းအနားတစ်ခုခုပြုလုပ်ဖို့အတွက်တိဆောက်ခဲ့ကြတာလို့လည်းဆိုကြပါသေးတယ်။ချုပ်ခေကုံဆုံးပြီးနောက်ချီခေကိုရောက်တဲ့အခါမှာတော့အင်္ဂလန်မျိုးပေါ်ကလူတွေဟာဥရောပတိုက်ကလူတွေနဲ့ကုလူဆွတ်တယ်မှုတွေရှိခဲ့ကြပြီးအဲ့ဒီအခေအခါကဥရောပမှာလွှမ်းမိုးနေတဲ့ Celtic ယဉ်ကျေးမှုဟာအင်္ဂလန်တိကိုပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီယဉ်ကျေးမှုနဲ့ပဲအင်္ဂလန်ဟာတော်တော်လေးကိုငြိမ်းချမ်းခဲ့ပြီးစစ်ပွဲတွေ၊နေမီလူပွဲတွေမရှိတဲ့လောက်ကိုအေးချမ်းခဲ့ပါတယ်။ 55 BC ကမှာတော့ရောမအင်ပါယာဟာတဟုန်တိုးအင်အားကြီးမားလာပြီးနာမည်ကြီးစစ်ဘုရင်ဖြစ်တဲ့ Julius Caesar ရဲ့လက်အောက်မှာပင်လယ်ပြင်ကိုဖျက်ကူးပြီးအင်္ဂလန်ကျွန်းကိုကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။တနည်းအတွင်းမှာပဲ Julius Caesar ဟာတပ်တွေအများအများကိုစေလွတ်ခဲ့ပြီး54 BC ကမှာတော့အင်္ဂလန်ကျွန်းရဲ့တဝက်လောက်ကိုထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ဒါ့ပြင်မဲ့ရောမအင်ပါယာဟာလည်းအကြောင်းမျိုးမျိုးကြောင့်လည်းစစ်တပ်တွေကိုအယောပတိုက်စီပြန်လည်ခေါ်ဆောင်သွားခဲ့ရပါတယ်။ဂျူလီယက်စီဇာတည်ဆုံပြီးနောက်နှစ်ပေါင်းတရာအကြာမှာတော့ရောမအင်ပါယာရဲ့ဘုရင်ဖြစ်တဲ့ကလောက်ဒီယက်စာအင်္ဂလန်ကိုကျူးကျော်ရင်အစီအစဉ်များကိုထပ်မံရေးဆွဲခဲ့ပါတယ်။ ယ်ဒီလိုနဲ့ပဲအကြံဉာဏ်များကိုရေးဆွဲပြီး၁၀နှစ်ကြာမှာ အင်္ဂလန်ဟာရောမအင်ပါယာရဲ့လက်အောက်ကိုချက်ရောက်ခဲ့ရပါတယ်။ရောမတွေဟာအင်္ဂလန်ကိုသိမ်းပိုက်ပြီးနောက်မှာအနာဂတ်မှာထင်ရှားလာမယ့်နေရာတွေဖြစ်တဲ့လန်ဒန်၊ချက်စတာနဲ့ယော့ခ်မြို့တွေမှာခံတပ်တွေရဲလိုက်တွေကိုတိစောက်ခဲ့ပါတယ်။ရောမအင်ပါယာဟာအင်္ဂလန်ကျွန်းရဲ့နေရာတော်တော်များများကိုထိန်းချုပ်နိုင်ပေမဲ့မြောက်ဘက်အစောပိုင်းကိုတော့နေခံလူမျိုးစုတွေရဲ့တိုက်ခိုက်ကူးကံမှုကြောင့်ထိန်းချုပ်ခွင့်မရရှိခဲ့ပါဘူး။အဲ့လိုနဲ့ပဲ AD 400ကျော်မှာရောမအင်ပါယာဟာစတင်ပြိုကွဲလာခဲ့ပြီး Barbarian လို့ခေါ်တဲ့ရောမအင်ပါယာရဲ့အဆုံးသတ်ဖြစ်လာမယ့်လူမျိုးစုတွေနဲ့စစ်ခင်းမှုတွေအင်္ဂလန်မြေပေါ်မှာရှိတဲ့ရောမစစ်တပ်တွေဟာဥရောပ ကိုပြန်သွားခဲ့ကြပါတယ်ဒီလိုနဲ့ပဲဘာဘေးရီးယားမျိုးနယ်စုတွေကတချို့မျိုးနယ်စုတွေဟာအင်္ဂလန်ကျွန်းမှာအခြေချဖို့စူးစမ်းခဲ့ကြပါတယ်အဲ့ဒီလူမျိုးစုတွေကိုတော့ Anglo-Saxon လို့ခေါ်ကြပါတယ်အဲ့ဒီနေရာမှာပြောစရာလေးတခုရှိပါတယ်ရှိနေပြီးသား Celtic လူမျိုးတွေကဘယ်ရောက်တော့လဲဆိုရင်တချို့ကလူမျိုးတုံးတစ်ဖက်ခံရတယ်တချို့ကတော့အတူရှင်တွဲနေထိုင်နေဆိုပြီးအမျိုးမျိုးပြောနေကြတာကြောင့်ဘာကအမှန်လဲဆိုတော့ကျွန်တော်လည်းသိချာမသိပါဘူးခင်ဗျအဲ့ဒီမှာပဲအင်္ဂလန်ဟာ Anglo-Saxon ယဉ်ကျေးမှုကိုလွှမ်းမိုးသွားပြီးနေထိုင်ပုံဘာသာစကားတွေကအစား Celtic လို့မဟုတ်တော့ပဲ Anglo-Saxon ဘာသာစကားကိုသာအသုံးပြုလာခဲ့ပါတယ်အဲ့ဘာ သာစကားဟာနောက်တစ်ချိန်မှာကမ္ဘာပေါ်မှာအများဆုံးပြောကြမဲ့ဘာသာစကားတွေကတခုဖြစ်လာမဲ့အင်္ဂလိပ်ဘာသာစကားရဲ့အစပဲဖြစ်ပါတယ်။ Anglo-Saxon တွေကအစပိုင်းမှာဒါစီးလုံးခဲ့ကြပြီး900စုမှာတော့ Northumbria, Mercia, East Anglia, Essex, Sussex, Wessex နဲ့ Kent ဆိုပြီးတော့နိုင်ငံ9နိုင်ငံအထိကိုတကွဲတပြားစီနဲ့ ဘရင်ခုနပါးကအုပ်ချုပ်ခဲ့ကြပါတယ်။အဲ့လိုတိုင်းပြည်ကိုစီတည်ထောင်ပြီးမကြခင်မှာပဲအင်္ဂလိုဆက်ဆန်တို့ဟာသူတို့ရဲ့မူလကိုးကွယ်မျိုးဖြစ်တဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုဖယ်ရှားပြီးခရစ်ယာန်ဘာသာကိုပြောင်းလဲကိုးကွယ်ခဲ့ပါတယ်။အဲ့လိုနဲ့အင်္ဂလိုဆက်ဆန်ဘရင်ခုနပါးအုပ်ချုပ်တဲ့အင်္ဂလန်ဟာနှစ်ပေါင်း၁၀၀လောက်တော့ငြင်းငြင်းချမ်းချမ်းရှိခဲ့ပါတယ်။ဒါပေမဲ့၈၀၀စုအရောက်မှာပဲတိုင်းပြည်အချင်းချင်းစစ်မှတ်တွေဖြစ်ပွားတာခုနပြည်တော်ကနေ၄ပြည်တော်သာကျန်ရှိခဲ့ပါတော့တယ်။အဲ့ဒီ၄ပြည်တော်ကတော့ North Cambria, Mercia, East Anglia နဲ့ work sex တို့ပဲဖြစ်ကြပါတယ်။ရှေ့အရဆုံးမှာတော့အင်္ဂလန်သမိုင်းတို့အရေးပါလာမယ့်အဖြစ်ပြက်လို့ဆိုရမယ့် စကန်ဒီနေးဗီးယန်းက Viking တွေဟာအင်္ဂလန်ကျွန်းကိုရောက်ရှိလာခဲ့ပါတယ်ပထမဆုံးသောတိုက်ခိုက်မှုကတော့ Northumbria နိုင်ငံကပိုင်ဆိုင်တဲ့ Lindis Fan ဖျားเจ้าမှာဖြစ်ပြီးဖုံးတော်ကြီးတွေကိုတပ်ဖြတ်ကျွန်းအဖြစ်ဖမ်းဆီးလိုကဖမ်းဆီးနေဖျားเจ้าကရွှေငွေများကိုလည်းယူဆောင်သွားခဲ့ကြပါတယ်အဲ့ဒီအဖြစ်ပြက်ကဆလို Viking တွေဟာတိုင်းပြည်လေးခုမှာရှိတဲ့ဖျားเจ้าတွေကိုပြစ်မှတ်ထားပြီးနွေရာသီမှာလာရောက်တိုက်ခိုက်လိုက်ဆောင်းနေဆိုရင်လူသူစုဆောင်းလိုက်နဲ့ပြုလုပ်နေခဲ့ကြပါတယ် Crit နဲ့890မှာတော့ Viking တွေဟာလည်းတိုက်ခိုက်လူရက်လိုက် Scandinavian ပြန်လိုက်အလုံးနေမဲ့အစားအင်္ဂလန်မြေမှာအခြေချဖို့ကိုကြံစီခဲ့ပါတယ်အဲ့လို ို့နဲ့ပဲ1890ခုနှစ်မှာ Viking တွေဟာ East Anglia ပြည်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးမြောက်ပိုင်းက Northumbria ကိုဆက်လက်ချီတက်သွားခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ဟာတမိုင်းမှာအရန်ကိုနာမည်ကြီးပြီး Great Heathen Army တနည်းအားဖြင့်မိဆာဒိတိစစ်တပ်ကြီးလို Viking တွေရဲ့စစ်တပ်အင်အားနာမည်ကျော်ခဲ့ပါတယ်။ Northumbria ကိုလည်းထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးနောက်9နှစ်အကြာ886ခုနှစ်မှာတော့ Marcian နိုင်ငံကိုပါထပ်မံသိမ်းပိုက်လိုက်ပါတယ်။ဒါကြောင့် Viking တွေနဲ့ရင်ဆိုင်ဖို့ရာ Wessex တနိုင်ငံသားကြံရှိခဲ့ပါတော့တယ်။စိတ်သက်သက်ကြနေတဲ့ Viking တွေဟာ Wessex ကိုလည်းဆက်လက်ချီတက်ပြီး မြို့တော်ကပါတိမ့်ပိုင်နိုင်တဲ့ဒီအောင်မြင်မှုတွေရရှိခဲ့ပါတယ် WhatsApp ပြီးရင် King Alfred ဟာလည်းထွက်ပြေးခဲ့ရပြီးပုံအောင်ကအင်္ဂလန်နိုင်ငံရဲ့အနာဂတ်အစီအစဉ်များကိုကြားမှတ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ King Alfred ဟာပြန်လည်တိုက်ခိုက်မှုရွေးချယ်ခဲ့ပြီးသူ့ရဲ့ဥဆောင်မှုနဲ့အတူ Viking တွေရဲ့စစ်တပ်ကိုနေရာတော်တော်များများမှာအနိုင်ယူခဲ့ပြီး WhatsApp တိုင်းပြည်ကနေနှင်ထုတ်နိုင်ခဲ့ပါတယ်အဲ့လိုနဲ့ပဲအင်္ဂလန်ဟာ East Anglia, Northumbria, Mercia, Wessex စတဲ့တိုင်းပြည်တွေကနေ Anglo-Saxon နဲ့အုပ်ချုပ်တဲ့ Wessex နဲ့ Viking တွေအုပ်ချုပ်တဲ့ Danelaw ဆိုပြီးတိုင်းပြည်နှစ်ခုသာကျန်ရှိခဲ့ပါတယ်။အင်္ဂလိပ်ပြည်များဟာအင်္ဂလန်ရဲ့မူလနေမြေတွေကိုပြန်လည်ရရှိရန်အပြင်းအထန်ပင်စူးစမ်းခဲ့ကြပါတယ်။ King Alfred ရဲ့မိဖြစ်တဲ့ King Alderstan လက်ထက်မှာတော့ Viking တွေရဲ့အခြေချနေရာဖြစ်တဲ့ ယော့ခ်မြို့ကိုတိမ့်ပိုက်တာအင်္ဂလန်ရဲ့မူလနေမီတွေကိုပြန်လည်ရရှိခဲ့ပါတယ် King Athelstan ဟာလည်းပထမဆုံးအင်္ဂလိပ်ဘီရင်ဆိုတဲ့ဘွဲ့ကိုခံယူနိုင်ခဲ့ပါတယ် King Athelstan ဟာကျွန်းရဲ့မြောက်ပိုင်းကိုထပ်မံနေချဲ့ခဲ့ပြီးယနေ့ Scotland Wales နိုင်ငံဖြစ်လာမဲ့နေရာတွေမှာတတိတခြားအုပ်ချုပ်ရဲ့ဘီရင်တွေကိုစစ်ခင်းခဲ့ပါတယ်စစ်ပွဲတွေမှာလည်းအနိုင်ရရှိခဲ့ပြီးအင်္ဂလန်ကျွန်းတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်မြောက်ပိုင်းကိုထပ်မံနေချဲ့ဖို့ကြံစီနေတော့မှာပဲရန်သူဟောင်းကြီးတွေဖြစ်ကြတဲ့ Daimler Viking တွေဟာအင်အားလုံးရင်းတွေကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်အဲ့ဒီရာစုနှစ်တွေမှာအင်္ဂလန်ဟာ Daimler Viking ဘီရ င်တွေကအုပ်ချုပ်လိုက် WhatsApp ကအုပ်ချုပ်နိုင်တဲ့ဖယူဖယဲကိုဖြစ်နေခဲ့ပါတယ်အင်္ဂလန်ဟာ Norway Sweden Denmark စတဲ့ Scandinavian ဒေသကိုအုပ်ချုပ်တဲ့ဘီယင်ဂျီခနုတ် the great ရဲ့တိမ့်ပိုက်ခြင်းကိုခံခဲ့ရပြီးအဲဒီနောက်မှာပဲ WhatsApp တို့ရဲ့အပြင်းထန်တော်လှန်ပုံကံမှုနဲ့အတူ1042ခုနှစ်မှာ King Edward the Confessor Voxus P2 ရဲ့ထောက်ခံမှုနဲ့အတူထီးနှံကိုပြန်လည်တက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အင်္ဂလန်ဟာ King Edward လက်ထက်မှာငြိမ်းချမ်းခဲ့ပြီးသူတည်ဆုံးသောချိန်မှာတော့အင်္ဂလန်ရဲ့တမိုင်းကိုအပြောင်းအလဲဖြစ်စေမယ့်အဖြစ်ပြက်ထပ်မံဖြစ်ပွားခဲ့ပါတယ်။အမေရိကန်မရှိဘဲတည်ဆုံးသွားတဲ့ King Edward ကြောင့်နန်းလူပွဲတွေဖြစ်ပွားခဲ့ပါတယ်။နန်းလူပွဲမှာပေါင်ခဲ့တဲ့သူတွေကတော့ Voxus တိုင်းပြည်ရဲ့ Haro, Normandy တိုင်းပြည်ရဲ့ William, Norway ပြည် King Harald နဲ့ဒိမတ်ရဲ့ gain swing 2ကိုဖြစ်ကြပါတယ်2066ခုနှစ်မှာတော့ပြဿနာတွေဟာစတင်ကြီးထွားလာခဲ့ပြီး Norway ဘီယင် King Harald ဟာ ပထမဆုံးအင်္ဂလန်ကိုတိုက်ခိုက်ခဲ့ပါတယ်စတန်ဖို့ဘရစ်တိုက်ပွဲလို့နာမည်ကျော်ကြားခဲ့ပြီးနော်ဝေးသားတွေဟာမိမိကိုယ်ကိုအင်္ဂလန်ရဲ့ဘုရင်အဖြစ်ခံယူလာတဲ့ကင်းဟာရိုကိုရှုံးနိမ့်ပြီးစုခွာခဲ့ရပါတယ်ထိုတိုက်ပွဲအပြီးရသရပတ်အနေငယ်အကြာမှာပဲတောင်ပိုင်းကနော်မန်ဒီမြို့စာဝီလျံရဲ့ကျူးကျော်မှုကြောင့်အပြင်းအထန်တောင်ပိုင်းကိုခြိတက်ခဲ့ရပြန်ပါတယ်စစ်ပန်းလာပြီးဖြစ်တဲ့ကင်းဟာရိုတက်တဲ့ဟာတောင်ပိုင်းမှာရှိတဲ့ဟက်စတင်မှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးစစ်ပင်မှန်မှုတန်တွေကြောင့်ရှုံးနိမ့်ခဲ့ရပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာ ကင်းဟာရိုဟာမျက်နှာကိုမြားထိမှန်ပြီးတိတ်ဆုံးခဲ့ပါတယ်။ဒါကြောင့်မယ့်အင်္ဂလန်ရဲ့ဘီရင်ဟာအရင်လိုအင်္ဂလိုဆက်ဆွန်လူမျိုးမဟုတ်တော့ဘဲပြင်သစ်သွေးနော်တဲ့ဝီလျံဟာ သူ့ကိုယ်သူအင်္ဂလိပ်ဘုရင်အဖြစ်ခံယူခဲ့ပါတယ်။ဒီလိုနဲ့ပဲ King William 1ဟာအိန္ဒိယနိုင်ငံတွေနဲ့လည်းအဆင်ပြေအောင်ပြုလုပ်နိုင်ခဲ့ပြီးအစိုးရအဖွဲ့အစည်းတွေမှာလည်း Anglo-Saxon တွေနေရာမှာသူ့လူမျိုးတွေဖြစ်တဲ့ပြင်သစ်အနွယ်ဝင်တွေကိုခန့်အပ်ခဲ့ပါတယ်။အဲဒီနေရက်တွေကို Norman မြင်းဆက်တွေလို့ခေါ်ခဲ့ကြပါတယ်။အဲဒီမြင်းဆက်ဟာလည်းနှစ်ပေါင်း80ခန့်သာတည်တန်းခဲ့ပြီးနန်းလူဘွေတွေကြောင့်ပြည်ရင်းစစ်အကြီးကျယ်ဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့1154ခုနှစ်မှာတော့ဘုရင် Henry II ဟာ တိုင်းပြည်ကိုငြိမ်းချမ်းအောင်ဆွေးနွေးနိုင်ခဲ့ပြီးအင်္ဂလန်ဟာလည်းပြန်လည်ငြိမ်းချမ်းလာခဲ့ပါတယ်။သူလက်ထက်မှာတော့အင်္ဂလန်ရဲ့နယ်နိမိတ်ဟာ Scotland, Wales နိုင်ငံတွေအပြင် ပြင်သစ်နိုင်ငံအနောက်ပိုင်းကိုပါထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့7300စုအစမှာတော့ပြင်သစ် Empire ဟာအင်အားကြီးမားလာတာကြောင့်အင်္ဂလန်ပိုင်းပြင်သစ်နယ်မြေအတော်များများကိုလက်လွတ်လိုက်ရပါတယ်။အင်္ဂလန်ကျွန်းပေါ်မှာလည်းတပုံထရာတွေခိုးဆိုးလျှက်တာတွေကြောင့်တိုင်းပြည်ဟာမငြိမ်မသက်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့1282ခုနှစ်မှာ King Edward I နန်တက်လာမှုနဲ့အတူ တပုံထမှုဓမြမှုတွေဟာလည်းရက်တန်သွားခဲ့ပါတယ်သူဟာပထမဆုံးအင်္ဂလိပ်ပါလီမန်ကိုဖွဲ့စည်းခဲ့ပြီးတိုင်းပြည်ကိုတည်ငြိမ်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါအပြင်ပုံကန်နေကြတဲ့ Will Scotland နိုင်ငံတွေကိုပါတည်ငြိမ်အောင်ပြုလုပ်ခဲ့ပြီးအင်္ဂလန်ကျွန်းဆွေဟာလည်းပြန်လည်ငြိမ်းချမ်းခဲ့ပါတယ်။ဒါပေမဲ့မပြည့်ပြတ်သေးတဲ့ပြင်သစ်နဲ့ဆက်ဆံရေးတင်းမာမှုတွေကြောင့်နာမည်ကျော် အင်္ဂလိပ်ပြင်သစ်တို့ရဲ့နှစ်တရာစစ်ပွဲဟာဖြစ်ပွားခဲ့ပါတယ်။ထိုတိုက်ပွဲမှာအင်္ဂလန်ဟာအောင်ပွဲတွေဆင်နိုင်ခဲ့ပြီးတော်တော်လေးကိုအခြေအနေကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ဥရောပတိုက်ရဲ့အကြီးမားဆုံးသောရန်သူတယောက်ဟာအာရှတိုက်ကနေဥရောပတိုက်ကိုဥတည်နေခဲ့တာတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။အဲ့ဒီရန်သူဟာကမ္ဘာလူဦးရေရဲ့တဝက်လောက်ကိုရိုးဖြုတ်ပစ်ခဲ့တဲ့ပလိတ်ယောဂါဖြစ်ပါတယ်။အဆိုပါပလိတ်ယောဂါဟာဥရောပတိုက်ကိုစတင်ပြန့်နှံ့လာခဲ့ပြီး1348ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံကို ကုန်သင်းမောတွေကတစင်စတင်ပြန့်နှံ့လာခဲ့ပါတယ်။နှစ်နှစ်အတွင်းမှာပဲပလေယောဂါဟာအင်္ဂလန်တကြုံလုံးကိုပြန့်နှံ့ပြီးစစ်တမ်းတွေအရအင်္ဂလန်နိုင်ငံရဲ့လူဦးရေတဝက်ကျော်ကန့်ဟာပလေယောဂါကြောင့်တည်ဆုံးခဲ့ပါတယ်။အဲဒီအဖြစ်ပြက်ဟာအင်္ဂလန်ကိုအင်အားချိနေစေအောင်မျှတာမှာကအင်္ဂလန်နိုင်ငံရဲ့လူနေမှုပုံစံကိုလည်းတိတိတတ်တာပြောင်းလဲလာစေခဲ့ပါတယ်။အသက်ရှင်ကျန်သူတွေဟာတည်ဆုံးသူတွေအတွက်ပါအခွန်ပေးဆောင်ခဲ့ရပြီးအင်္ဂလန်ပြည်သူတွေဟာစစ်ပွဲကြောင့်အခွန်ကြီးလေးမှုဒဏ်တွေကိုအလူးလဲခံစားလာရ